မင်္ဂလာပါခင်ဗျာ SND မြန်မာ traditional martial YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာမင်္ဂလာရှိသောစနေနေ့ရဲ့ညနေခင်းအချိန်ကာလေးဖြစ်ပါစေကြောင်းအကိုဦးစွာဆုမွန်ကောင်းတောင်းပေးပါရစေခင်ဗျာ ဒီနေ့ဆိုရင်အကိုပညာဒါနသင်္ကန်းစာပို့ချလာတာသင်္ကန်းစာ19ရောက်ရှိလို့လာပြီเนาะညီလေးညီမလေးကျွန်တော်တို့ဒီနေ့သင်္ကန်းစာ19မှာလည်းညီလေးညီမလေးကိုအကိုဒုတ်ချက်ကလေးတစ်ချက်အသစ်ပေးมาဖြစ်တယ်เนาะညီလေးညီမလေးသင်္ကန်းစာ20အထိဒုတ်ချက်အသစ်ကလေးတွေပေးသွားမယ်ပြီးသွားရင်เนาะနောက်ကျခဲ့တဲ့သင်္ကန်းစာ30ကိုရှေ့ရအကွက်သွားတွေနဲ့ကျွန်တော်တို့ အတက်အဆုပ်လေးတွေကျွန်တော်လှည့်တက်လှည့်ဆုပ်လေးတွေနဲ့စနက်ကွက်ထဲ6ကွက်9ကွက်5ကွက်အစတာတွေကိုကျွန်တော်မျိုးစုံကစားပြသွားမယ်เนาะညီလေးညီမဒီထုတ်ချက်တွေကိုပေါင်းဆက်ပြီးတော့ဒါဆိုရင်ဒီနေ့မှာတော့ထုတ်ချက်အစ်စ်ကလေးတစ်ချက်ပေးပါဖြစ်တယ်ညီလေးညီမတွေအားလုံး လိုက်ပါလေ့ကျင့်စေချင်ပါတယ်ဒုတ်ချက်ကလေးတွေဟာကြည့်လိုက်ရင်တော့လွယ်တဲ့အောင်ရှိပေမဲ့တကယ်လေ့ကျင့်တဲ့အခါခဲရင်ပါတယ်နော်ညီလေးညီမဒါကြောင့်မို့ view file တွေကိုမျက်ရည်ဝအောင်ကြည့်စေချင်ပါတယ်ခင်ဗျာမျက်ရည်ဝအောင်ကြည့်အထက်ထက်ခါခါကြည့်ကြည့်ပြီးဆိုမှစိတ်နဲ့အရင်မှန်လို့စိတ်နဲ့လုပ်ပြီးသွားဆိုမှလက်တွေလိုက်လို့ကြည့်လက်တွေလိုက်လို့ကြည့်တဲ့အခါကိုလှုပ်ထားတာမှန်လားမမှန်လားပြန်စစ်ကြည့် ကိုရဲ့ view file နဲ့ပြန်တိုက်ကြည့်အဲမှန်းလာပြီချောလာပြီဆိုရင်နော်ဒါကိုကြေမှန်များစွာလေ့ကျင့်ထက်ခါထက်ခါလေ့ကျင့်ညီညီမတွေတည်ထားဖို့အခုဒုက္ခလိုက်နေတယ်ဆိုပြီးတော့ရှေ့မှာသင်ခဲ့တဲ့လက်ခံနေဓာတ်နဲ့လက်ခံနေမေ့တော်လို့မရဘူးနော်ဒါတွေအားလုံးလည်းဒီနေ့ဒီနေ့အမြဲတမ်းလိုက်ပါပြန်လဲလေ့ကျင့်နေရမယ်ပညာကန်းတွေဖြစ်တယ်ခင်ဗျာညီညီမတွေဒါတွေလည်းသဘောပေါက်မယ်လို့ထင်ပါတယ် okay အဲ့ဒါဆိုရင်ကိုတို့တွေသင်ခန်းစာစလိုက်တော့မယ်နော်ညီညီမတွေဥစွာအလေးပြုပါမယ်ခင်ဗျာ အလေးပြုပြီးသွားရင်တော့ဒီနေ့မှတော့ကျွန်တော်ခဏကွက်ထဲမှာထည့်ပြီးတော့ကစားပြမှာဖြစ်တယ်နော်ညီရင်းညာခဏကွက်ကဘယ်လိုပုံစံလဲဆိုတာညီရင်းညီမတွေသိပြီးသားဖြစ်ပါတယ်အခုဒီဘက်မှာပုံဆွဲမပြတော့ပါဘူးခင်ဗျာညာစည်းကိုင်းတဲ့ယူလိုက်မယ်ခင်ဗျာပြီးကြရင်ကျွန်တော်တို့လက်ပြောင်းညာလိန်ကိုင်းယူလိုက်မယ်နော်ညာလိန်ကိုင်းတက်ကနေခဏကွက်ဆိုတော့ရှေ့တက်တဲ့ဟိုတက်မှာဖြစ်တယ်ဒီဘက်မှာနော်ညာစီတက်လိမ့်မယ်နော်ညီရင်းညီမညာစီတက်လိမ့်ညာစီတက်လိမ့်တုတ်ဖြားဆွဲတစ်ခါဆွဲမယ်နော် မောက်မွေခွေဒီတိုင်းသွားမယ်เนาะညီလေးညီမအဲ့ဒါပြီးတော့ရင်ကျွန်တော်တို့တက်မယ်ဒုတ်ဖြားဆွဲတက်စီရိုက်ဟုတ်တယ်เนาะစီရိုက်တဲ့ခါအခုပြောလို့ဒီလိုပဲရိုက်เนาะညီလေးညီမတက်စီရိုက်ဆိုပြီးတော့ဒီလိုမရိုက်နဲ့เนาะဒီလိုရိုက်တဲ့တော့ခတ်တုံးနဲ့သွားပြီးတော့စင်လာဖြစ်ဒီလိုခတ်တာနဲ့သွားတင်နဲ့စီရိုက်တဲ့ခါကိုရှေ့ကျတဲ့ကိုဒီလိုစီရိုက်ရမှာเนาะညီလေးညာချေတက်စီရိုက်အဲ့ဒါပြီးတော့ရင်ကျွန်တော်တို့ဒုတ်စဟိုဟာ ညာဒီတဒုတ်ဖြားဆွဲဒီဟာဒီဒုတ်ချက်တင်ခဲ့ပြီးသားမဟုတ်လားညီငယ်ညီမလေးတင်ခဲ့တယ်နော်ညာဒီတက်ဒုတ်စာထုတ်တယ်နော်ညီငယ်ညီမထုတ်ပြီးသွားရင်ဒုတ်ဖြားဆွဲလိုက်မယ်ပြီးကြရင်ပေါက်လိုက်မယ်ဒီလိုလေးနော်ညီငယ်ညီမဒီထုတ်ထားတဲ့ဓာတ်ကိုကိုကဒုတ်ကိုဆွဲလိုက်မယ်ရန်သူဝင်လာတဲ့ခါကိုလှမ်းပြီးတော့ကြိုက်လိုက်တာဖြစ်တယ်ဒီလိုကြိုက်တာနော်ညီငယ်ညီမပေါက်လိုက်မယ်နော်ဒီလိုပေါက်ဒုတ်ဖြားဆွဲပေါက်ပြီးသွားရင် ပြန်တက်လာတဲ့တုပ်အရှင်နဲ့မယ်ဒီလိုလေးယူပြီးတော့စုပ်ပင်လိုက်မယ်နော်ဟုတ်ပြီနော်ညီလေးညီမသဘောပေါက်လားမသိဆိုများပြန်လောက်ပြန်မယ်နော်ညီလေးညီမတွေသဘောပေါက်မလားမသိဘူးအခုဖြစ်ဖြစ်လေးလောက်ပြန်မယ်နော်ညီလေးညီမရှေ့မှာလောက်ပြရမလားမသိဘူးကျွန်တော်တို့ဒီကညာစည်းကိုင်းနဲ့ယူဆောင်မယ်ပြီးကြရင်ညာလိန်ကိုင်းပြောင်းမယ်ညာစည်းတက်လိန်ဒုတ်ပြားဆွဲမမွေခွဲဒုတ်ပြားဆွဲတက်စီရဒုတ်ပြားဆွဲတက် အောက်စာထုတ်ဒုတ်ဖြားဆွဲပေါက်စုပ်ပင့်ရတယ်နောင်းကြီးတယ်ညီမရေးရည်နော်စုပ်ပင့်ပြီးသွားရင်ကျွန်တော်တက်လိမ်မယ်တက်လိမ်ဒုတ်ဖြားဆွဲမောက်မွေစောက်ဟုတ်ပြီနော်ညီရင်ညီမအဲ့ဒီမှာဒုတ်ဖြားဆွဲနောက်လက်မောက်မွေခွေရမယ်နော်ညီရင်ညီမလွယ်လွယ်လေးပါခင်ဗျာအဲ့ပြီးသွားရင်ကျွန်တော်တက်လိမ်မယ်နော်ညီရင်ညီမညာကြီးတက်လိမ်ဒုတ်ဖြားဆွဲမောက်မွေခွေ တုတ်ဖျားဆွဲတက်စီယာတုတ်ဖျားဆွဲတက်အောက်စာထုံတုတ်ဖျားဆွဲပေါင်းစုပ်ပင်ဟုတ်ပြီနော်ညီမတက်လိန်တုတ်ဖျားဆွဲမမွေဆောင်တုတ်ဖျားဆွဲနောင်လင်းမမွေခွေလက်ပြောင်းတုတ်ထော့သည်အတန်လေးနော်ညီအကိုကဒီဘက်မှာအန်ဂယ်ရီယာကျင်းတယ်အကြောင်း ကောင်းကောင်းရိုက်ပြရလို့ဖြည်းဖြည်းလေးလုပ်ပြရနော်ညီညီမတွေကရှေ့မှာတခြားလုပ်ပြပါကျွန်တော်ခုနကတက်အောက်စားထုတ်တဲ့ဒုံလေးပြမယ်နော်ညီဘယ်လိုလဲဆိုတော့တက်လိမ့်လိုက်တယ်လိမ့်ပြီးတော့ရင်ဒုံဖြားဆွဲမောက်အမူခွဲထားတယ်အဲ့ဒါပြီးရင်ဒုံဖြားဆွဲတက်ပြီးတော့စီးရိုက်တာဒီစီးရိုက်တဲ့နေရာကနေပြီးတော့ဒုံဖြားဆွဲပြီးတော့တက်ပြီးတော့ညလာမသိခင်ဗျာဒီတိုင်းပြမယ်တက်ပြီးတော့အောက်စားထုတ်လိုက်တယ်အောက်စားထုတ်ထားတဲ့ရှေ့အစာကိုကျွန်တော်နောက်ကိုဒီလိုဆွဲလိုက်မယ်နော် ဆွဲလိုက်တဲ့အချိန်မှာဒီလက်ကလည်းဒီလိုလေးပါလာတယ်။တက်အောက်စားထုတ်ဒီလိုလေးပြောင်းပြီးတော့ပေါက်တော့ဒီလိုလေးရိုက်လိုက်တာနော်ညီစင်ညီမရေနော်။ပေါက်အဲ့ပြီးမှပေါက်လာတဲ့ဒီပေါက်လိုက်တဲ့တော့ကပြန်တက်လာမှာမြင်လားအဲ့လိုလေးပေါက်ဆိုပြန်တက်လာတဲ့အချိန်လေးနဲ့ဆုပ်ပြီးတော့ပင့်လိုက်တာနော်ညီစင်ညီမရေနော်။အဲ့လိုဆုပ်ပင့်ပြီးမှကျွန်တော်တို့တက်လိန်သုတ်ပြားဆွေမမွေခွေမွေစောင့်ပေါ့ဗျာအဲ့လိုလေးနော်။လွယ်လွယ်လေးနော်ညီစင်ညီမရေကျွန်တော်တို့ ဒီကနေပြီးတော့ပြန်ဆောင်းမယ်တွဲဒါတွေတွဲဆက်ကြည့်ရင်ထုတ်ရလမ်းကြောင်းတွေကိုမြင်ရမှာဖြစ်တယ်ကျွန်တော်ညာစီတက်လေဒုတ်ဖြားဆွေမမွေဆောင်ဒုတ်ဖြားဆွေတက်စီရိုက်ဒုတ်ဖြားဆွေအောက်စားဆုံးဒုတ်ဖြားဆွေပေါ့စုပ်ပင်းအဲ့ဒါမှတက်လေဒုတ်ဖြားဆွေမမွေဆောင်ဒုတ်ဖြားဆွေမမွေခွဲဆိုအဲ့လိုလေးเนาะညီညီညီမများမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာဖြည်းဖြည်းချင်းလိုက်လို့ညီเนาะပေါ့ ဆွဲတဲ့ခါမှာကျွန်တော်တို့ဒီလိုတက်ပြီးတော့အောက်စားထုတ်ထားရအောင်ဒီလိုဆွဲလိုက်မယ်နော်နောက်ကိုဆွဲပြီးတော့ဒီလက်ကလည်းအလိုက်တဲ့လိုက်လာပေါက်တဲ့ခိုင်ကြမ်းဒီလိုဒီဟာကိုပေါ်ပင်းတဲ့အချိန်ဒီလိုဖြစ်တော့မယ်ပေါက်အောင်ဆိုဒီကအချိန်နဲ့ပြန်ကန်လာမယ်နော်ရိုက်တဲ့ဟာပေါင်းလို့ပြန်ကန်လာမယ်ဒီကနေတစ်ခါရယ်စုပ်ပင်အဲ့လိုနော်ညီတွေညီမတွေနားလဲမယ်လို့မျှော်လင့်ပါတယ်ဒါဆိုရင်အကိုတို့တွေဘေးတိုက်ကလေးတစ်ခါကစားပြလိုက်မယ်နော်ညီတွေညီမအကိုဖြည်းဖြည်းလေးလဲလောက်ပြပါမယ်ညီညီညီမတွေအလေးပြုမယ်ခင်ဗျာ ညာစည်းကိုင်းတဲ့လက်ပြောင်းညာလိန်ကိုင်းတဲ့ကနေညာကြီးတက်လိမ့်မယ်ညာကြီးတက်လိမ့်ဒုတ်ဖြားဆွေမငွေခွေဒုတ်ဖြားဆွေတက်စီရိုက်ဒုတ်ဖြားဆွေတက်အောက်စာထုံဒုတ်ဖြားဆွေပေါ့စုပ်ပင်တက်လိမ့်ဒုတ်ဖြားဆွေမငွေဆောင်ဒုတ်ဖြားဆွေတောင်းလိမ့်မ မွေခွေရတယ်เนาะညီလေးညီမဒီလိုလေးဖြည်းဖြည်းလေးပြပေးမယ်ညာစီတက်လိန်ညာစီတက်လိန်တုံဖြာဆွဲမမွေခွေတုံဖြာဆွဲတက်စီရတုံဖြာဆွဲတက်အောက်စားထုံတုံဖြာဆွဲပေါ့စုပ်ပင်ဟုတ်ပြီเนาะညီလေးညီမတက်လိန်တုံဖြာဆွဲမမွေဆောင် တုံဖျားဆွေနောက်လေမမွေခွေလက်ပြောင်းဒုတ်ထော်အသင်းโอเคဒါလေးပဲเนาะဒီနေ့သင်ခန်းစာတော့ညီညီမတွေအဲ့ပါလေ့ကျင့်နိုင်မယ်လို့ပြောလင်းပါတယ်ခင်ဗျာအခုပြောချင်တာတော့ပညာခန်းနေရာလည်းမနေမနှောဖြစ်နေပြီပညာလည်းအများကြီးရနေတယ်ကိုကိုကိုယုံကြည်မှုတိုးကြဖို့လည်းလိုအပ်တယ်ညီညီမတွေကစားထားတဲ့ဖိုင်တွေရှိရဆိုရင်အခုဒီပို့ပါအာမနာပါနဲ့ခင်ဗျာကျွန်တော်အမြဲတမ်းကြည့်ပေးနေမှာဖြစ်တယ် ီလိုပေါက်တုပ်လေးတွေပါလေမှန်လားအကုန်လုံးကစားနော်ကျွန်တော်ဒီခုနှစ်ကွက်ထဲမှာကျွန်တော်ပြသွားတဲ့နေရာမှာခုနှစ်ကွက်ဒါပဲလို့မထင်နဲ့နော်ညီလေးမဒီဒုတ်ချက်တွေပဲလို့မထင်ရအောင်နော်ကိုယ့်ရင်ထဲမှာကိုယ်တင်ထားတဲ့ဒုတ်ချက်တွေကိုကျွန်တော်တို့ထည့်သွင်းကစားလို့ရတယ်နော်ညီလေးညီမတွေအဲ့ဒါကိုသတိထားဖို့လိုအပ်တယ်နော်ညီလေးညီမတွေကျွန်တော်တို့ကဒီနေရာမှာဘယ်လိုလဲဆိုတော့မအမွေခွဲပြီးတော့ငါချေတက် CI အဲ့ဒါပြီးတော့မှကျွန်တော်တို့တက် အောက်စားထုတ်လိုက်တယ်ဗောနော်အောက်စားထုတ်ပြီးတော့ကျွန်တော်တို့ကဒီလိုပေါက်ပြီးမှဆုပ်ပစ်လိုက်အောက်စားထုတ်ပြီးတော့ကျွန်တော်တို့ဘာမလုပ်ဆိုလဲဆွဲပြီးတော့လဲပတ်ဆွဲဆုပ်လို့မရဘူးလားရတယ်နော်အဲ့ဒါပြီးတော့မှတတ်လိန်လို့မရဘူးလားရတယ်နော်ညီလေးညီမလေးသဘောပေါက်ဖို့လိုအပ်တယ်နော်ညီလေးညီမအခုပြောတာကဒီတန်းကြီးပုံသေးသွားပါလို့အခုပြောတာမဟုတ်ဘူးနော်ဒုတ်ချက်ကလေးတွေကိုညီလေးညီမတွေမြင်စေချင်လို့အခုကတင်ပြပေးတာဖြစ်တယ်โอเคအဲ့ဆိုရင်တော့ကိုရီးယားဗီဒီယိုဖိုင်ကိုဒီနေရာမှာရန်နာမယ်เนาะညီလေးညီမလေးသင်ခန်းစာဒီလောက်ပါပဲ ကိုယ့်ရဲ့ညီလေးညီမလေးအားလုံးစိတ်ကြမ်းပါခြင်းကိုယ်ချမ်းသာခြင်းတစ်လုံးတစ်ပါးပြီးပြည့်စုံကြပါသည်ခင်ဗျာစိတ်သွားတိုင်းကိုပါလူရဆန္ဒတွေလည်းတစ်လုံးတစ်ပါးပြီးပြည့်စုံကြစေကြောင်းအခုဆုမကောင်းတောင်းပါတယ်အခုရဲ့ view fan လေးတွေကညီလေးတွေညီမလေးတွေအတွက်အသုံးဝင်နေဆိုရင်ကိုယ့်ရဲ့ view fan အောင်မှာညီတို့ညီမတို့ပေးခဲ့တဲ့မှတ်ချက်ကလေးတွေအခုမြင်နေပါတယ်ညီတွေပေးတဲ့မှတ်ချက်လေးတွေကအခုရှင်းစေရမယ့်သင်ခန်းစာတွေကခွန်အားများစွာဖြစ်စေလို့ပါခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ် အခုတင် जा ပို့ချနေတဲ့ဒီပညာကန်းတွေကိုမကောင်းသောဒုစရိုက်နယ်ပယ်များတေဥဟုတူနိုင်ထက်စီနေပြစ်လို့သောနေရာများ၌လောဝလုံးဝအသုံးမပြုကြဘဲအကုန်မြတ်တာရက်ခတ်ပါရခင်ဗျာအခုတင် जा ပို့ချပေးနေသောဒီပညာရည်ဖြင့်မိမိကိုယ်ကိုမိမိခုခံကာကွယ်နိုင်သောသူများဖြစ်ကြပါသည်အမျိုးဘာသာတဏှာကိုစောင့်ရှောက်ကာကွယ်နိုင်သောသူများဖြစ်ကြပါစေကြောင်းအခုစုမောင်းကောင်းတောင်းပါရခင်ဗျာအခုတင် जा ပို့တဲ့ဒီသင်ခန်းစာတွေကိုလည်းတခြားမြည်သည့်ဆိုရှယ်မီဒီယာမှာပြန်လည်တင်ပြခြင်းမျှဝေခြင်းမလုပ်ကြဘဲအခုအနှူးညွန့်မြတ်တာရက်ခတ်ပါရခင်ဗျာ အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာချစ်ခင်လေးစားလျက်ပါနောက်ဗီဒီယိုမှာကျွန်တော်တို့တွေပြန်လဲဆုံကြမယ်မနက်ပြန်လာနောက်လာမယ်သင်ခန်းစာ20မှာတော့ကျွန်တော်တို့ဘလို့ဒုတ်ချက်ကလေးနဲ့တွားမယ်ဆိုတာညီရင်ညီမတွေသိစေချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နော်